ခုတင်ဆက်ပေးမယ့်သတင်းကတော့အသားပြုလန်ဂရီများကြောင့်အေးပြားတိခိုက်သက်စီမှုများလာတာကြောင့်အေးဘော်တတိပေးချထုတ်ပြန်လိုက်တဲ့သတင်းပဲဖြစ်ပါတယ်။ အသားပြုခရီးနေတဲ့နိုင်ငံကြောင့်အေးဖက်ပျက်စီးတိခိုက်ခံရမှုတွေခံစားရသူဥရမြင့်တနာရာကြောင့်သတိပြုသုံးဆဖို့အတွက်သတိပေးချက်ထုတ်ပြန်လိုက်ရတဲ့အထိနိုင်ဂျီးရီးယားနိုင်ငံမှာအသားပြုခရီးနေကြောင့်တိခိုက်မှုကြီးမားတဲ့ဖြစ်စဉ်တွေဖြစ်ပွားနေရလို့သိရပါတယ်။ဈေးကွက်ထဲမှာရောက်ရှာနေတဲ့အသားပြုစီရဲလို့အမခန့်ချက်ပေးထားတဲ့ခရီးနေကိုမျက်နှာအပါအဝင်ခန္ဓာကိုယ်မှာလိမ့်နာတွေကြောင့်အေးပြားလောင်ကျွမ်းနာတိခိုက်ပျက်စီးဖြစ်ပေါ်လာတဲ့ခံစားရသူဥရမြင့်တက်လာတာဖြစ်ပါတယ်။အသားပြုခရီးနေထဲမှာပါဝင်တဲ့ကော်တီကိုစတီရိုင်းနဲ့ဟိုက်ဒရိုဂျီနိုင်းတို့ဟာပမာဏမမြတ်တောင်းမိမယ်ဆိုရင်အေးပြားကိုတိခိုက်စေတယ်လို့တခြားပါဝင် စည်းတွေဖြစ်တဲ့ပြရတာနဲ့ကိုကြက်အစ်စ်တွေကလည်းအခက်မတင်ရင်အရေးပြကိုတိုက်ခိုက်စေတာကြောင့်ဆရာဝန်ရဲ့လက်ညှိုးချက်တိုင်းတောင်းဆွဲဖို့အတွက်နိုင်ငံများစုမှတက်မှတ်ထားပါတယ်။ဒါပေမဲ့နိုင်ဂျီးရီးယားနိုင်ငံထဲမှာအသားပြုခရစ်တောင်းဆွဲသူတွေဟာဆရာဝန်ညွှန်ကြားချက်တော့ခံနိုင်မလို့ပဲနဲ့အလွယ်တကူဝယ်ယူတောင်းဆွဲနေတာကြောင့်အရေးပြတိုက်ခိုက်ပျက်စီးမှုတွေကြုံတွေ့နေရတာဖြစ်တယ်လို့သိရပါတယ်။နိုင်ဂျီးရီးယားမြို့သမီးစုစုပေါင်းရဲ့ရာခိုင်နှုန်း80%ကျော်ဟာအသားပြုခရစ်တွေကိုကိုယ်ကတောင်းဆွဲတယ်လို့ရင်းသွေးတွေကိုလည်းတောင်းဆွဲစီရဲလို့သိရပါတယ်။ဒီသတင်းကိုတော့ငြင်းချမ်းအောင်ပေးဖို့လားပါ။